တော်လမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာမြန်ဆုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေတယ်ငလာပါလို့နှုတ်ဆက်လိုက်ပါတယ်ဂွန်လ24ရက်နေ့ရဲ့အင်္ဂါနေ့ညနောက်ဆုံးရရှိတဲ့တင်းချိုကိုအကြီးညို့ဖော်ပြပြဖြစ်တဲ့တော်လမျိုးအားလုံးပဲအဆုံးနေ့ကြည့်ပြီးဖို့ဒီနေ့အားဖြင့်တမန်တောင်းဆိုလိုက်ပါတယ်တောင်းဆိုသတင်းတစ်ပုဒ်အနေနဲ့ကတော့တောင်းမျိုးသားလူမျိုးကြီးတမတော်ပြန်လေးထင်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်မဲမြို့ကိုဂွန်လ24ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီကဒီကြောင်းကဘုံလုံးတိချက်အေးဒီနေ့၄နာရီ58မိနစ်မှာတစ်ချိန်၅နာရီ3မိနစ်မှာတစ်ချိန် က်ဖိုက်တာဖြစ်ခုနှလုံးဒါကြဲချခင်ဖြစ်တယ်ဘယ်ဒီအနေနဲ့ထုတ်ပြန်တာပါလေဒီဘောဘုံကြက်ကင်းပြီးတော့ရဇကန်ချူကပြောပြီးပြီးခဲ့ပစ္စည်းမှုလက်ရှိမှာကြည့်ရလို့ဆိုတာပါလေဘုံကြက်ခဲမှုတွေပတ်သက်ပြီးပြည်စင်သေးသေးချစ်လက်တွေကိုလည်းဖတ်မှထုတ်တန်လီကပြောထားတာသိရှိရပါတယ်တန်လီကပြည်သူရဲ့နေကုန်စစ်စင်မှာအမီနယ်မြောက်ပိုင်းမှာကြောင်မဲဒီဘောနန့်ဆန်ဘိုင်းလုံးမုံမိတ်ပန့်တုံအမတူကုတ်ခိုင်နောင်ချိုနန့်ခမ်းဘိုင်းငေါမြို့နဲ့မန္တလေးတိုင်းမှာမိုးမြောက်ကိုတိမ်ထားတဲ့ဖွဲ့စည်းပါတယ် ုံးမျိုးကိုတည်ယူပြီးနောက်ပိုင်းကွန်စီတဲအဆိုးအဆုံးဒီကြောင့်တက်ခတ်မှုမှာ2014ဘူမာ30ရင်းကထုံးမှုရက်ွက်အင်ဂျင်တောင်မှာရှိတဲ့တရရှင်ကျောင်းကိုတက်ခတ်ခဲ့တာဖြစ်လို့လေအဲကောင်းနိုင်ပောင်းဝင်တယ်ဦးတယ်မနေ့တည်ဆုံးခဲ့ရပြီးတော့တောင်ဝင်းမျိုးကိုစစ်ကောင်စီကလီကြောင်းကိုမကြခံတက်ခတ်နေပြီးဒီသက်ကံများအင်တာနက်နဲ့ပုံလဲဆက်သွေးလိုင်းပတ်တော့ဘူးများကိုပြန်လီကဒီနေ့နဝိုင်လ28ရက်နေ့မှာစတင်ပြပင်းထားတယ်လို့သိရပါတယ်အဲ့ဒါတော့စစ် ဒီပုံတရားနောင်ကိုမြို့နယ်မှာအပွဲတွေအင်ထန်လျက်ကြောင်းနေလာပါတယ်နောက်တဲ့တင်ပုံအနေနဲ့ကတော့ဘုံကြီးကြောင်းမြတ်နဲ့တန်ဃာတော်များနေဖြင့်သာသနာ့အမှတ်တစိုက်ထားတဲ့လိုင်းစင်မဲ့ကားမြ ပြင်းနေနိုင်ရအတွက်ထောက်ခံချက်ရရှိရန်ဝေချက်30မှအားတန်ဖို့ပုံမူပြီးလူငွေ30ချီမြို့နယ်တန်ငတ်နိုင်ကအဖွဲ့ထံကိုတထိုးနေရာကြောင်းဝေချက်ထဝင်ပြရတဲ့စသင်းတစ်ခုကတိုက်ဟုတ်စီရတော့တပါးကပြောထားတာအေးဂျမစစ်ကောင်စီမင်းအောင်လည်းညွန်ကြားချက်နဲ့ညီဗလာတရရင်မှာစတင်ပြီးနိုင်ငံတကာဝန်လိုင်းစင်မဲ့ကားမြောက်ကိုဖမ်းဆီးခဲ့တော့လေဘုန်းကြီးကျောင်းနဲ့တန်ခါတော်များအုံပြုနေတဲ့လိုင်းစင်မဲ့ကားမြောက်ကိုတွေ့တဲ့တန်ခါနိုင်ကအဖွဲ့ရဲ့ထောက်ခံချက်နဲ့သက်ဆိုင်ရာမြို့နယ်တွေရှင်ဝင်ပြူကျောင်းနဲ့ အရောက်ကြောင့်ခုနှစ်တန်ခါနိုင်ရဖွဲ့ဒီရသာသနာတော်အမှန်တကယ်လိုအပ်ချက်အရစီးနင်းနေသောကားများဖြစ်ကြောင်းထုတ်ကညများကိုဥပလိရဲ့ရှိရမှာတော့ကားမော်ဒယ်နဲ့တန်ဘိုးပေါ်မူတည်ပြီးတော့အနည်းဆုံးလူငွေချက်30မှာစတင်ပြီးလူငွေထက်ဝင်နေရပါတယ်ပြည်တော်စုလွတ်တော်ကနေဥပဒေအဖြစ်ပြဋ္ဌာန်းတယ်လို့လည်းဆိုပါတယ်ဒီဥပဒေကိုပြဋ္ဌာန်းဖို့အတွက်ဥပဒေပညာရှင်တွေပါဝင်ရေးဆွဲခဲ့တယ်လို့လည်းဆိုပါတယ်တကယ်တော့ဒီဥပဒေဟာဥပဒေကြောင်းအရာပဲကြည့်ကြည့်နိုင်ငံရေးအရာပဲကြည့်ကြည့်အားနည်းချက်တွေရှိပါတယ် ဒီဥပဒေမှာ CDM လုပ်တဲ့ဝန်ထမ်းတွေကိုအေးအေးယူအပြစ်ပေးမဲ့ဥပဒေပုံမှန်တွေပါဝင်ပါတယ်အခန်းလေးတစ်ခုလုံးကအေးအေးယူအပြစ်ပေးခြင်းနဲ့စိုက်ပါတယ်ဘလို့လူတွေကိုအေးအေးယူအပြစ်ပေးတာလဲဆိုတော့စစ်ကောင်စီလက်ထက်မှာဆက်လက်ပြီးတော့အလုံးလုံးနေတဲ့ဝန်ထမ်းတွေကိုအေးအေးယူအပြစ်ပေးမှာပါအဲ့ဒီအပြစ်ပေးအေးအေးယူမှုဟာလူခွင့်ရေးကြီးညာစတိုင်းရဲ့အပိုက်23ကိုစန့်ကျင် ချိုးဖောက်နေတယ်လို့ကျွန်တော်ထောက်ပြချင်ပါတယ်လူခွင့်ရေးကြီးညာစတိုင်းရဲ့အပိုက်23ကဘယ်လိုဆိုထားတယ်လဲဆိုတော့လူတိုင်းမှာအလုပ်လုပ်ပိုင်ခွင့်ရှိတယ်လို့ဆိုထားပါတယ် ကိုကြက်ရအလုပ်ကိုရွေးခွင့်ရှိတယ်ပုံမူပြီးတော့ကောင်းမွန်တဲ့အလုပ်ခွင့်အခြေအနေကိုရွေးချယ်ခွင့်ရှိတယ်အလုပ်လက်မဲ့မဖြစ်အောင်ကိုကိုကိုခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ဆိုထားပါတယ်အခု non cdm ဆိုတဲ့လူတွေဟာထမင်းအငတ်မခံနိုင်လို့အလုပ်ဆက်လုပ်နေကြတာပါအလုပ်လက်မဲ့ဖြစ်မှကြောက်လို့အလုပ်ဆက်လုပ်နေကြတာပါသူတို့ကိုသူတို့အလုပ်လက်မဲ့မဖြစ်အောင်ခုခံကာကွယ်နေကြတာပါသူတို့မှာအဲ့ဒါကိုကာကွယ်ခွင့်ရှိပါတယ်သူတို့မှာအလုပ်လုပ်ခွင့်ရှိပါတယ် သူတို့ရဲ့အဲ့ဒါလိုအလုတ်လုတ်ခွင့်ကိုလူခွင့်ရေးကြီးညာစတိုင်းရဲ့အပိုက်23ကအကာအကွယ်ပေးထားပါတယ်။အခုအကြမ်းဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကတော့သူတို့အဲ့ဒါလိုအလုတ်လုတ်နေတာကိုအကြောင်းပြပြီးတော့အရေးယူအပြစ်ပေးမယ်လို့ဆိုထားတဲ့အတွက်ဒီဥပဒေဟာလူခွင့်ရေးချိုးဖောက်တဲ့ဥပဒေဖြစ်နေပါတယ်။လူခွင့်ရေးကိုချိုးဖောက်တဲ့ဥပဒေဟာဥပဒေဟုတ်ရဲ့လားဆိုတာမေးခွန်းထုတ်စရာဖြစ်ပါတယ်။ဒီဥပဒေရဲ့ပုံမှန်တွေကိုလေ့လာကြည့်ရင် non citizen တွေအပေါ်မှာအပြစ်ရှိသူတွေတို့တတ်မှတ်နေကြောင်းကတော့ထင်ရှားပါတယ် non cdm တွေဟာဘာကြောင့်အပြစ်ရှိပါသလဲတို့တို့တုတ်တုတ်တခုနဲ့ဖြေပါဆိုလို့ရှိရင်ဘယ်လိုဖြေကြမလဲစစ်ကောင်စီအာဏာမသိမ်းခင်ကလည်းတို့တွေဟာဒီယုံဒီနေရာဒီယာတို့မှာအလုပ်လုပ်ခဲ့ကြတယ်အာဏာသိမ်းပြီးတော့လည်းဒီယုံဒီနေရာဒီယာတို့မှာပဲလုံမြဲအတိုင်းအလုပ်ဆက်လုပ်ကြတာပါပဲအဲ့ဒါတို့မှာအပြစ်ရှိပါသလားတို့မှာ အပြစ်ရှိကြောင်းကျွန်တော်တော့မတွေ့မမြင်မိပါဘူးဒါပေမဲ့တို့မှာ ဘာကြောင့်အပြစ်ရှိတယ်လဲဆိုတာကိုတိုး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 တခုနဲ့နဲ့ဖြေပါလို့ကျွန်တော်မေးတော့ဒီဥပဒေကိုလိုလားသူတယောက်ကအခုလိုဖြေပါတယ်သူတို့ဟာအကြက်ဖက်အာနာသိန်းဆေးအုပ်စုနဲ့ပူးပေါင်းတဲ့အတွက်အပြစ်ရှိတယ်လို့ဆိုပါတယ်သူတို့ဟာအကြက်ဖက်အာနာသိန်းဆေးအုပ်စုနဲ့အမှန်တကယ်ပဲပူးပေါင်းခဲ့သလားပူးပေါင်းနေသလားမှန်ပါတယ်သူတို့ဟာအကြက်ဖက်အာနာသိန်းဆေးအုပ်စုနဲ့ပူးပေါင်းခဲ့တာကတော့အမှန်ပါပဲလို့ကျွန်တော်ဖြေပါမယ် သူတို့ဟာစစ်ကောင်စီခိုင်းတဲ့အလုပ်ကိုလုပ်နေပါတယ်စစ်ကောင်စီပေးတဲ့တာဝန်ကိုထမ်းဆောင်နေပါတယ်စစ်ကောင်စီရဲ့ရန်တရားကြီးအသက်ဝင်အောင်ကူညီထမ်းပိုးပေးနေကြပါတယ်သူတို့ဟာအကြက်ဖက်အနာသိန်းစစ်အုပ်စုနဲ့ပူးပေါင်းခဲ့တာပူးပေါင်းနေတာကတော့အမှန်ပါပဲဒါပေမဲ့ပြောစရာရှိတာကအကြက်ဖက်အနာသိန်းစစ်အုပ်စုရှိတဲ့နေရာကိုသူတို့ကသွားပြီးတော့ပူးပေါင်းနေတာမဟုတ်ပါဘူးသူတို့ရှိတဲ့နေရာသူတို့ရဲ့အလုပ်ရှိတဲ့နေရာသူတို့ရဲ့ဝမ်းရည်အတွက်ဖြည့်ရှင်းနေတဲ့အသက်မွေးဝမ်းကြောင်းအလုပ်ရှိတဲ့နေရာကို အကျန့်ဖက်အာနာသိန်းဆေးဥစုကရောက်လာတာပါသူတို့ကိုတနက်နဲ့ထောက်ချင်းချောက်ပြီးတော့အလုံးလုံးခိုင်းနေတာပါခိုင်းတာကိုမလုပ်ရင်သူတို့ကိုအလုံးဖြုတ်မှသိကြပါတယ်အဲ့ဒီထက်ပိုဆိုးတာမျိုးလည်းဖြစ်နေပါတယ်ဖန်စီတာထောင်ချတာမျိုးအထိဖြစ်ကောင်းဖြစ်နေပါတယ်အစင်မသိလို့ရှိရင်အသက်ပါဆုံးရှုံးနိုင်ပါသေးတယ်အကျန့်ဖက်အာနာသိန်းဆေးအာနာရှင်ကသူတို့ရဲ့အလုတ်လုတ်ရအလုတ်ခွင်နဲ့ယုံနေကိုရောက်လာပြီးတော့ချင်းချောက်လို့သား သူတို့ဟာအခုလိုအကြက်တဲဆက်ရောက်ကြုံတွေ့နေကြရတာပါသူတို့ရုံနေတဲ့ကိုအကြက်ဖက်အနာတိတ်ဆက်အနာရှင်ရောက်မလာအောင်သူတို့ကိုအကာအကွယ်ပေးဖို့ဘယ်သူမှတာဝန်ရှိပါလဲပြည်သူလူထုကမဲပေးရွေးချယ်ထားတဲ့သူတွေမှာအဲ့ဒီတာဝန်ရှိပါတယ်အဲ့ဒါလို့မဲပေးရွေးချယ်ထားတဲ့သူတွေကဘယ်သူတွေလဲဆိုတော့အခုသူတို့ကိုဥပဒေထုတ်ပြီးတော့အရေးယူမယ်ဆိုတော့ CRPH တွေပါပဲအဲ့ဒီတော့ CRPH တွေဟာသူတို့ပြက်ကွက်ခဲ့တဲ့အမှုအတွက်သူများကိုသွားပြီးတော့အရေးယူဖို့လုပ်နေတယ်လို့ဖြစ်နေပါတယ် နောက်တစ်ခါ CDM ဝန်ထမ်းတချို့ဘက်ကနာကျင်မှုအပြည့်နဲ့ပြောတဲ့စကားတချို့ကိုလည်းထက်သွင်းစဉ်းစားကြည့်ကြအောင်ပါလက်တွေ့တကယ်ဖြစ်နေတဲ့အခြေအနေတွေလည်းအမှန်ပါပဲအဲ့ဒါတွေကတော့ CDM ဝန်ထမ်းတွေကိုစစ်ကောင်စီကဖမ်းဆီးအရေးယူအောင် non CDM တွေကတိုင်တဲ့ကိစ္စတွေရှိနေတယ်လို့ဆိုပါတယ် CDM ဝန်ထမ်းတွေရဲ့လက်ကြော်တွေကို non CDM တွေကအချောင်ထုတ်ယူနေတာတွေရှိတယ်လို့ဆိုပါတယ် CDM တွေထွက်ပြေးတိတ်ရှောင်နေရတာကိုအခွင့်ကောင်းယူပြီးတော့ non CDM တွေကယာဒူးလူယူတာယာဒူးတက်ကုန်တာတွေရှိပါတယ် non CDM တွေကပြူစောထီတွေနဲ့ပေါင်းပြီးတော့စစ်တပ်နဲ့ပေါင်းပြီးတော့ CDM ဝန်ထမ်းတွေကိုဒုက္ခပေးတာတွေလည်းနေရာတချို့မှာတကယ်ဖြစ်နေပါတယ်။မှန်ပါတယ်။အဲ့လိုကိစ္စတွေဟာရာဇဝတ်မှုတွေပါ။အဲ့ဒါတွေကိုတစ်ချိန်မှာအပြစ်ပေးအေးအေးယူရမှာပါ။အခုခေတ်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တစ်ချိန်မှာဘောက်ချာဆုပ်အောင်မှာပါ။ဒါပေမဲ့ရာဇဝတ်မှုက ရာဇဝတ်မှုတတ်တတ်ဖြစ်ပါတယ်။ non CDM ဖြစ်ခြင်းကတတ်တတ်ဖြစ်ပါတယ်။ non CDM တိုင်းကအဲ့လိုလုပ်နေတာမဟုတ်ပါဘူး။အဲ့ဒါကြောင့် non cdm တိုင်းကိုအေးအေးယူမယ်လို့ပြောရင်မတရားပါဘူး non cdm ဖြစ်ချင်းမဖြစ်ချင်းကြောင့်ဆိုတော့ခေါင်းစဉ်တက်ဖို့မအပ်ဆက်ပါဘူးအထက်ကပြောခဲ့တဲ့ရာဇဝမှုတွေကျူးလွန်ခြင်းမကျူးလွန်ခြင်းကိုသာတိကျခေါင်းစဉ်တက်အေးအေးယူမှသာတရားမျှတမှုရှိပါလိမ့်မယ်ဒါတွေကဥပဒေနဲ့တရားမျှတမှုဆိုရဲရှုထောင့်ကနေပြီးတော့ပြောဆိုနေတာပါနိုင်ငံရေးဘက်ကနေ ပြောရမယ်ဆိုလို့ရှိရင်လေအကြမ်းဖက်အာနာဖီဇန်ရေးလှုပ်ရှားမှုဆိုတဲ့ CTM လှုပ်ရှားမှုမှာအာနဲ့ချွံ့ယွံ့မှုတွေရှိခဲ့ပါတယ်။လူများကဥပဒေပိုင်းဆိုင်ရာအာနဲ့ချက်တရားမျှတမှုမရှိတဲ့အချက်ကိုထောက်ပြကြပေမဲ့နိုင်ငံရေးနီးနာပိုင်းဆိုင်ရာအာနဲ့ချက်တွေကိုထောက်ပြဝေဖန်တာတိတ်များများမတွေ့ရပါဘူး။အဲ့အရာတွေကိုထောက်ပြဖို့ကအရေးကြီးပါတယ်။အမားရဲ့တကယ့်အခြေခံကနိုင်ငံရေးအမားပါ။နိုင်ငံရေးမပြည့်ဝလို့နိုင်ငံရေးမရင့်ကျက်လို့နောက်ဆက်တွဲအမားတွေထပ်ပြီးတော့ဖြစ်တာပါ။တကယ်တော့အကြမ်းဖက်အာနာဖီဇန်ရေး CDM လှုပ်ရှားမှုအစား တပိတ်တိုက်ပွဲလမ်းစဉ်ကိုသာအစကတည်းကရွေးချယ်ခဲ့ဖို့တင့်တာပါ1988ခုနှစ်မှာတပိတ်လှုပ်ရှားမှုကိုအဓိကမဟာဗျူဟာအဖြစ်အသုံးပြုခဲ့ကြပါတယ်အောင်မြင်မှုရပါတယ်အကြီးအကျယ်အောင်မြင်မှုရခဲ့တာပါအဲ့ဒါလို့အောင်မြင်မှုရပြီးသားလမ်းကြောင်းကိုမလိုက်ဖက်နဲ့2020ခုနှစ်မှာအတက်ဆန်းပြီးတော့အကြမ်းဖက်အာဏာပြဆိုင်ရေးလှုပ်ရှားမှုဆိုတာကိုလုပ်ပါတယ်တကယ်တော့တပိတ်တိုက်ပွဲဟာမြန်မာနိုင်ငံမှာပြည်သူရောတော်လှန်ရေးသမားတွေပါနိုင်ငံရေးသမားတွေပါကောင်းကောင်းကျွမ်းကျင်တက်မြောက်ပြီးသား နီးနာပါအဲ့ဒီနီးကိုသုံးလိုက်ရင်အထုတလည်းတင် जा ပင်းနေစရာမလိုဘဲနဲ့ပြည်သူအများကဘာလို့ရမလဲဆိုတာကိုသိကြပါတယ်နိုင်ငံရေးတကြွလှုပ်ရှားသူ activist ဆိုသူတွေကလည်းကောင်းကောင်းသိကြပါတယ်နိုင်ငံရေးသမားတွေကလည်းကောင်းကောင်းသိကြပါတယ်အဲ့လိုအများသိပြီးသားနီးစမ်းသက်အောင်မြင်ပြီးသားနီးကိုမတုံးမနဲ့အကြမ်းဖက်အာနာဖြူဆန်ရေးဆိုတာကိုလှုပ်ချလိုက်တော့မလုတ်တက်မကင်တက်နဲ့စန္ဒဝါဝါတွေဖြစ်ကုန်ကြပါတယ်အမားတွေလုံးမိကြပါတယ်ပျောက်သောလမ်းမှာစန္ဒဝါဖြစ်ကြပါတယ်နောက်ကလိုက်သူတွေမဆိုတာနဲ့ ခေါင်းဆောင်တဲ့သူတွေတောင်မှမလုတ်တက်မကင်တက်ကြလို့ CDN policy အမှားတွေထပ်ခါထပ်ခါလုံမိနေကြပါတယ်။သပိတ်တိုက်ပွဲနီလန်းဟာမြန်မာနိုင်ငံမှာဟိုး1920ကျောင်းသားသပိတ်တွေမှာကလေးကစပြီးတော့ကြမ်းကြမ်းချင်းချင်းအသုံးပြုလာကြတော့ဘဲကွေ့ဆိုလို့ရှိရင်ဘဲတက်နဲ့လှော်ရမယ်ဆိုတာကောင်းကောင်းသိကြပါတယ်။အခု CDN လှုပ်ရှားမှုဆိုတာကတကယ်တော့သပိတ်တိုက်ပွဲလောက်နီးနာမစုံလင်မကြွယ်ဝပါဘူး။ ဘာကြောင့်မကြွယ်ဝတယ်လဲဆိုတော့ကဘာမာတောင်မှ CDM နီးကိုအသုံးပြုတိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတာများများဆဆသိမရှိလာသေးလို့ပါပဲထင်ရှားတဲ့ CDM လှုပ်ရှားမှုတွေကိုပြောရမယ်ဆိုလို့ရှိရင်အိန္ဒိယနဲ့တောင်အာဖရိကမှာရှိခဲ့ပါတယ်အောင်မြင်မှုရတာကလည်းအဲ့ဒါလောက်ပါပဲအဲ့ဒါကလည်းကိုလိုနီအစိုးရနဲ့လူပြူအစိုးရတို့ကိုရင်ဆိုင်တဲ့နေရာမှာကျင့်သုံးခဲ့တာပါကျန်တဲ့နိုင်ငံတချို့မှာသုံးခဲ့ဘူးပေမဲ့ထူးထူးခြားခြားအောင်မြင်မှုမရခဲ့ကြပါဘူးဥပမာတချို့ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဟောင်ကောင်တို့ တရုတ်တို့ပိုလန်တို့ချီလီဗင်နီဇွဲလာစတဲ့နိုင်ငံတွေမှာတုံးခဲ့ကြဘူးပေမဲ့သိမအောင်မြင်ခဲ့ကြပါဘူးအဲ့လိုမအောင်မြင်တဲ့လမ်းကြောင်းကိုကျွန်တော်တို့လက်ခဲ့မိကြပါတယ် CDM တိုက်ပွဲနီးနာတွေကမဖွင့်ဖြိုးသေးတဲ့အတွက်ဘဲကွေ့မှာဘဲတက်နဲ့လှော်ရမယ်ဆိုတဲ့နမူနာယူစရာလဲသိမ့်များများဆဆမရှိခဲ့ပါဘူးသပိတ်တိုက်ပွဲဆိုလို့ရှိရင်ယာနဲ့ချီတဲ့နိုင်ငံတွေမှာသိမ့်နဲ့တောင်းနဲ့ချီတဲ့တိုက်ပွဲတွေလုပ်ခဲ့ကြဘူးပါတယ် ။တပိတ်တိုက်ပွဲ မလုပ်ဘူးတဲ့တိုင်းပြည်ဆိုတာရှိမှမထင်ပါဘူး။တပိတ်တိုက်ပွဲပေါင်းကဘာမှာဘလောက်ရှိတယ်လဲဆိုလို့ရှိရင်လည်းအ ਨੇ စုံသိင်္ဂနန်းတော့ရှိမှထင်ပါတယ်။အဲ့တော့ဘလို့အခြေအနေမှာဘာလုပ်ရမလဲဆိုတော့ဥမာတွေသင်ခန်းစာတွေအများအပြားရှိပြီးသားဖြစ်ပါတယ်။အဲ့ဒါကြောင့်မှားဖို့အကြောင်းနဲပါတယ်။တပိတ်တိုက်ပွဲကသာကျင့်သုံးမယ်ဆိုလို့ရှိရင်အမြဲတမ်းနေကြကတ်သုံးလုံး policy ဆိုတာမျိုးရှိပါတယ်။ ကာတလုံး policy ဆိုတာကအကျိုးကြောင်းရှိရမယ်အကျိုးမြတ်ရှိရမယ်အကန့်သတ်ရှိရမယ်ဆိုတဲ့ policy ပါမကြဘူးသေးတဲ့သူတွေအတွက်နည်းနည်းအကျယ်ချက်ပြီးတော့ရှင်းပြပါမယ်တိုက်ပွဲတစ်ပွဲတိုက်ပြီးဆိုလို့ရှိရင် debate တစ်ခုလုပ်ပြီးဆိုလို့ရှိရင်ဘာကြောင့်တိုက်တယ်ဆိုတဲ့အကျိုးအကြောင်းရှိရပါတယ်အကြောင်းပြချက်ကောင်းကောင်းရှိဖို့လိုပါတယ်အဲ့ဒါလို့အကျိုးအကြောင်းအကြောင်းပြချက်ခိုင်လုံနေမှသာတခြားလူတွေကလည်းပူပေါင်းပါဝင်လာမယ်တိုက်ပွဲဝင်နေတဲ့သူတွေကလည်းကိုပါယူရဲ့ချက်နဲ့ဘာလုပ်နေလဲဆိုတာကိုသိကြမှာဖြစ်ပါတယ် ဒုတိယတစ်ချက်အကျိုးမြတ်ရှိရမယ်ဆိုတာကတော့နိုင်ငံရေးအကျိုးမြတ်စီးပွားရေးအကျိုးမြတ်စတာတွေရဖို့အတွက်အလုံသမားတပိတ်ဝန်ထမ်းတပိတ်စတဲ့တပိတ်တိုက်ပွဲတွေကိုတိုက်တာဖြစ်ပါတယ်အကျိုးမြတ်မရှိဘူးဆိုလို့ရှိရင်ဘလို့တိုက်ပွဲကိုမှမတိုက်လေနဲ့ဆိုတော့ theory ဖြစ်ပါတယ်အဲ့ဒါကဒုတိယအချက်ပါဘလောက်အထိရအောင်တိုက်မယ်ဘလောက်ရလို့ရှိရင်ရက်မယ်ဆိုတော့အကန့်အသတ်မျိုးရှိရပါတယ်အချိန်ဘလောက်ကြာအောင်တိုက်မယ်အချိန်ဘလောက်ကြာရင်ရက်မယ်ဆိုတော့အကန့်အသတ်မျိုး ရှိရပါတယ်ဘလောက်အထိအဆုံးရှုံးခံမယ်ဘလောက်ဆုံးရှုံးလို့ရှင်ရက်မယ်ဆိုတာမျိုးအကန့်အသတ်ရှိရပါတယ်အကန့်အသတ်မဲ့တိုက်ပွဲကိုတိုက်မိရင်နစ်နာတတ်တယ်ဆိုရက် theory ကရှိပြီးသားပါ CDM လှုပ်ရှားမှုမှာလဲကသုံးလုံး policy ကိုတကယ်တော့မျက်ခြေမပြတ်တဲ့ပါဘူးဒါပေမဲ့မျက်ခြေပြတ်သွားခဲ့ပါတယ်တပိတ်မဟုတ်တော့ကသုံးလုံးဆိုတာကိုမေ့သွားပါတယ်အခု CDM လှုပ်ရှားမှုဟာအကန့်အသတ်မဲ့တိုက်ပွဲကြီးဖြစ်သွားပါတယ်အခုတိုက်ပွဲရဲ့ အခု CDM လှူရှားမှုရဲ့အားနည်းချက်တစ်ခုကအကန့်အသတ်မဲ့တိုက်ပွဲဖြစ်သွားတဲ့အချက်ပါဆေးအုပ်စုမပြုတ်မချင်းတက်ရတဲ့တိုက်ပွဲကြီးဖြစ်သွားပါတယ်ဝန်တန်းတွေရဲ့အင်အားနဲ့မှမျှတဲ့တိုက်ပွဲကြီးဖြစ်သွားပါတယ်တကယ်တော့ဆေးအုပ်စုမပြုတ်မချင်းတက်ရမယ့်တိုက်ပွဲအမျိုးအစားကလက်နက်ကင်တိုက်ပွဲပါ CDM လှရှားမှုဆိုတဲ့တိုက်ပွဲအမျိုးအစားကတော့အကျိုးအမြတ်ကိုချိန်ဆပြီးတော့အကန့်အသတ်နဲ့တိုက်ရမယ့်တိုက်ပွဲမျိုးပါအခုတော့အဲ့ဒီတိုက်ပွဲကြီးကိုအကန့်အသတ်နဲ့တိုက်ခိုင်းလိုက်တဲ့အတွက်ဆက်အာနာရှင်ကိုစန့်ကျင်တဲ့ဝန်ထမ်းအလုံး အလုပ်လက်မဲ့ဖြစ်သွားပါတယ်ကျွန်တော်တို့တော်လန်ရေးခေါင်းဆောင်နေရဲ့မဟာဗျူဟာအမှားကြောင့်ကိုယ့်ဘက်ကရက်တည်တဲ့ရဲဘော်ရဲဘက်အားလုံးထမင်းငတ်ကုန်ပါတယ်ရုံမတက်နဲ့ရုံထွဲလို့တိုက်တွန်းခဲ့ကြပါတယ် energy စကားကထောက်ပံ့ပါမယ်လို့မဆိုင်ရဝါကမန်ဂရိတွေပေးခဲ့ပါတယ်လက်တွေမှာထောက်ပံ့ငွေတပြားတစ်ချက်မှမရဘူးသေးတဲ့ဝန်ထမ်းက60ရာခိုင်နှုန်းဖြစ်နေပါတယ် CDM တွေကိုထောက်ပံ့နေဆိုတဲ့ငွေဟာ CDM အနေနဲ့ဆက်သွယ်ညှိနှိုင်းရေး coordinator ဆိုသူတွေရဲ့လက်ထဲလောက်မှာပဲလမ်းဆုံသွားကြတာပလုံသွားကြတာကများများဖြစ်နေပါတယ်။အဲ့ဒါဟာအကန့်အသတ်မဲ့တိုက်ပွဲဆင်နွှဲလိုက်ပြီလို့မှားတဲ့အမှပထမအမှပါ။စီမံခန့်ခွဲမှုမနိုင်နဲ့လို့ကတောင်းကနင်းဖြစ်ရတဲ့အမှကတော့ဒုတိယအမှပါ။ပြီးတော့ဝန်ထမ်းတို့အလုပ်သမားတို့ဆိုတာဟာသူတို့အလုပ်ခွင်နဲ့မကင်းကွာစကောင်းပါဘူး။ဝန်ထမ်းနဲ့အလုပ် အလုတ်သမားနဲ့အလုတ်ဆိုတာငားနဲ့ရေးလိုပါပဲရေးရှိမှငားဆိုတာဟာတန်ဆွမ်းအားကြီးပါတယ်ရေးမရှိရင်ငားဟာဆွမ်းအားကင်းမဲ့ပါတယ်အခုတော့အကန့်အသတ်မဲ့တိုက်ပွဲနီးနာအောင်မှာဝန်ထမ်းတွေအလုတ်သမားတွေဟာသူတို့ရဲ့အလုတ်ခွင်နဲ့လုပ်ငန်းနဲ့ကင်းကွာကုန်တဲ့အတွက်ကြောင့်ငားကိုကုန်းမော်ပစ်တင်လိုက်တယ်လို့ဟာစီဟာစီဖြစ်ကုန်ပါတယ်တပိတ်တိုက်ပွဲရဲ့သဘောတရားရဆိုလို့ရှိရင် အခြေအနေမကောင်းလို့ရှိရင်တပိတ်လှန်ပြီးတော့အလုတ်ပြန်ဆင်းသင့်ရင်ဆေးရမှာပါ အလုတ်အပြုတ်ခံရမဲ့အစားမှာအလုတ်ပြန်ဆင်းသင့်ရင်ဆင်းကြရမှာပါအလုတ်သမားသမက်ကတွေဖွဲ့စည်းထားလို့ရှိရင်သမက်ကတွေရဲ့အင်အားကိုအသုံးပြုပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ပါပါ CDM လှုပ်ရှားမှုရဲ့အောက်မှာအလုတ်သမားသမက်ကတခုမှမတိထောင်နိုင်ခဲ့ပါဘူးအဲ့ဒါဟာအလုတ်သမားတွေဝန်ထမ်းတွေအတွက်ကြီးမားလွန်းလာတဲ့အားနည်းချက်ကြီးပါ1988မှာတပိတ်တွေပေါ်လာပြီးတဲ့နောက် တမက်ကတွေနေရာတိုင်းမှာပေါ်ပေါက်ခဲ့ပါတယ်ရှိခဲ့ပါတယ်အလုတ်သမားတမက်ကဝန်ထမ်းတမက်ကဆိုတာအလုတ်သမားတွေနဲ့ဝန်ထမ်းတွေရဲ့မိခင်အဖွဲ့အစည်းတွေပါအခုလို့တော်လှန်ရေးကာလကြီးမှာတောင်မှအလုတ်သမားတမက်ကဝန်ထမ်းတမက်ကတွေကိုကျွန်တော်တို့မဖွဲ့စည်းနိုင်ခဲ့ကြပါဘူး1988ခုလူလူလှုပ်ရှားမှုကြီးနဲ့ကြီးနဲ့နှိုင်းရှင်လို့ရှိရင်အခု2021လူလူလှုပ်ရှားမှုကြီးဟာအဲ့ဒီအပိုင်းမှာအလွန်အားနည်းပြောင်းညံခဲ့ပါတယ် 2021လူမှုလှုပ်ရှားမှုကြီးရဲ့အဓိကအားသာချက်ကို ပြောပါဆိုလို့ရှိရင်တော့လက်နက်ကင်တော်လန်ရေးအထိလူမှုကိုရောက်လာအောင်ဆွဲခေါ်နိုင်တဲ့အချက်ပါ။